အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion Pay တက်ပြီးအားလုံးမင်္ဂလာပါ Manchester City အသင်းကဒါနှစ်စဉ်နှစ်တိုင်းသူတို့အသင်းရဲ့ Club Captain တွေကိုရွေးချယ်လေးရှိတယ် City ကတခြားအသင်းတွေနဲ့မတူဘူးဒါသူတို့ကဒါဘယ်လိုပြောမလဲသူတို့အသင်းကောင်းဆောင်ကိုဒီဘယ်လိုပြောမလဲမဲပေးရွေးချယ်ပြီးတော့ Captain တွေကိုသူတို့ရွေးချယ်လေးရှိတယ်ဆိုတော့ မန်စီးတီးကအခုလက်ရှိမှာကလပ်ကပတိန်ဒါအခုဒီဒီနေ့ရာသီအတွက် list ပေါ့လေသူတို့ထပ်ပြီးတော့ထပ်ပြီးတော့ကြီးညာလိုက်တယ်ခိုင်ဝိုခါကကပတိန်ရဲ့ပြီးခဲ့တဲ့နှစ်ရဲ့ကပတိန်ဖြစ်တယ်ခိုင်ဝိုခါကဇန်နဝါရီကာလမှာသူထွက်သွားတော့ကပတိန်ဒဘရိုင်းနာကဒုတိယရာသီဘက်ရဲ့ကလပ်ကပတိန်ဖြစ်ဆက်ပြီးတာဝန်ယူတယ်အဲ့ကနေမှစအခု City က ကလပ်ကပ္တိန်အဖြစ်ဒါအခုဒီနေ့ပဲဒါဘယ်လိုမှမထပ်ပြီးတော့ရွေးချယ်လိုက်တယ်ဆိုတော့ရွေးချယ်လိုက်တဲ့အချိန်မှာ2025 26စီးစင်းအတွက် Manchester City ကလပ်ကပ္တိန်အဖြစ်ရွေးချယ်ခဲ့သူကဒါနောက်ခံလူ Ruben Dias ကိုကလပ်ဘက်ကရွေးချယ်ခဲ့တာဖြစ်တယ်ဆိုတော့ City ကအခုသူတို့ရဲ့အသင်းကောင်းဆောင်ရွေးချယ်တဲ့ပုံစံကရှင်းတယ်ကလပ်ရဲ့ဒီနီးပြအဖွဲ့ဝင် ကစားမားတွေ player တွေ coaching အဖွဲ့ဝင်တွေနောက်တခြားတခြားသော club အဖွဲ့တွေမှာရှိတဲ့သူအဖွဲ့တွေအားလုံးကိုမဲပေးရွေးချယ်တဲ့မဲအများဆုံးရတဲ့သူကိုအသင်းကောင်းဆောင်ဖြစ်ပြီးတော့သူတို့ကပုံမှန်အသင်းကောင်းဆောင်၄ယောက်ရွေးတယ်ဆိုတော့အသင်းကောင်းဆောင်၄ယောက်ရွေးတဲ့အချိန်မှာ Ruben Dias က Manchester City ရဲ့2025-26ရဲ့ officially club captain ဖြစ်လာတယ်ဒုတိယနေရာမှာတော့ Rodrigo ဒုတိယနေရာက vice captain ဖြစ်လက်ထောက်အသင်းကောင်းဆောင်ဖြစ်ရွေးချယ်ပြီးတော့မှာ ဘန်နာဒူဆီလ်ဘာကတတိယအသင်းကောင်းဆောင်နဲ့အလီဟာလန်ကစတုထအသင်းကောင်းဆောင်ဖြစ်သူတို့ရဲ့ကပတိန်ကပတိန်ရဲ့မန်နစ်ကူကိုသူတို့ဖွဲ့လိုက်တယ်။ဆိုတော့ဒူဗင်ဒီယက်စ်ကတော့အသင်းရဲ့ရဂူလာပေါ့လေ။ဆိုတော့အရင်ကပတိန်ဟောင်းဖြစ်ပြီးဖလားသုံးလုံးကန်ရောက်ခဲ့တဲ့အခိုင်ကွန်တုန်ကန်ကကပတိန်လစ်ထဲမှာမပါခဲ့ဘူး။သူကတော့တကယ်ဆိုကလပ်ကပတိန်ကနေမန်ချက်စတာစီးတီးကိုစွန့်ပြီးတော့ဘာဆိုနာကိုပြန်သွားတဲ့အချိန်မှာကပတိန်မဖြစ်တော့ဘူး။ အိုက်ကနေမှစခိုင်ဝါကာကိုပေးလိုက်တယ်ဆိုတော့မန်စီးတီးရဲ့ကပတိန်ရိုးတွေကိုကြည့်လို့ရှိရင်သူတို့ဗင်စင်ကာလုတီဗက်ပေါ်လေဆိုတော့ကာလုတီဗက်ကစပြီးတော့ဗင်စင်ကုမ္ပဏီကိုကပတိန်ပေးတယ်အိုက်ကနေမှကုမ္ပဏီထွက်သွားတဲ့အချိန်မှာဒါဗစ်ဆီလ်ဗာကပတိန်ဖြစ်တယ်နောက်ဖာနန်ဒီညိုကပတိန်ဖြစ်တယ်အဆင့်ဆင့်နဲ့ကပတိန်ဖြစ်လာခဲ့ပြီးတော့မှနောက်ဆုံးမှအခုလက်ရှိပေါ်လေဒါသူတို့ကပတိန်ကအိုက်ခိုင်ကုန်လုံကံဖြစ်တယ် ခွန်တုံကန်ကနေတစင်အခုနောက်ဆုံးဒါခိုင်ဝူခါဖြစ်ပြီးတော့အခုလက်ရှိမှာ Ruben Dias ပေါ့လေဆိုတော့သူတို့ကပတိန်ယူတဲ့အချက်ကကျွန်တော်မကြိုက်တဲ့အချက်က Man City ကပတိန်ဖြစ်ပြီးတိတ်မချောင်ထွက်ရတာပဲကျွန်တော်အာဆင်မှာလည်းအဲ့တိုင်းပဲဟိုကသူအရင်တော့ကဆိုမမရ Vieira ကပတိန်ကတောက်လျှောက်ဖြစ်တယ်နောက် Vieira တိတ်မချောင်ထွက်သွားတယ် Onri ကပတိန်ဖြစ်တယ်ထွက်တယ် Fabrizio ကပတိန်ဖြစ်တယ်ထွက်တယ်နောက်တစ်ဖက်က Van Persie ကပတိန်ဖြစ်တယ်ထွက်တယ် Thomas ပ ဖမားလန်ကပတိန်ဖြစ်တဲ့ထွက်တဲ့မီခယာတီတာကတော့ကပတိန်ဖြစ်ပေမဲ့သူကနားသွားတယ်ဖာမာတီကကပတိန်ဖြစ်တဲ့သူနားသွားတယ်ကပတိန်ဖြစ်တဲ့သူနောက်အဘမီယန်ကပတိန်ဖြစ်တဲ့ထွက်သွားတယ်ဂရနီဂျာကကပတိန်ဖြစ်တဲ့နောက်တစ်ချိန်တိတ်မချဘူးသူထွက်သွားတယ်ဆိုအာဆင်နယ်မှာသူကပတိန်ဖြစ်တာနဲ့ထွက်သွားတာကြီးပဲမန်ချက်စတာစီးတီးကလည်းအဲ့လိုပဲဖာနန်ဒီညိုကပတိန်စဖြစ်တဲ့ရှစ်တနစ်ကသူစကန်ကပတိန်သူကပတိန်ဖြစ်ပြီးနောက်တရာဒီမှာသူတန်းထွက်တယ်ဒါဗစ်ဆယ်ဗာကပတိန်ဖြစ်တဲ့နောက်တရာဒီမှာသူထွက်သွားတယ် အဲ့လိုပဲအခု captain အဖြစ်ထပ်ပြီးရွေးချယ်ခံရတဲ့အခုအခိုင်ကုတ္တကထားပါတော့ကုတ္တက second season ပထမရာသီဒုတိယရာသီပေါ့လေဖြစ်တယ်နောက်တရာသီကသူကသူစိတ်ကြိုက်တော့သူထွက်သွားတယ်အဲပြီးတော့မှတိတ်မကြဘူးဒါကုတ္တကထွက်သွားတဲ့အချိန်မှာခခိုင်ဝူကာ captain ဖြစ်တယ်သူ first season မှာပဲဒုတိယရာသီတော့မရောက်သေးဘူးဇန်နဝါရီမှာခိုင်ဝူကာထွက်ပြီးတော့ de bruyne captain ဒုတိယရာသီဘက်ဖြစ်တယ်သူလည်းရာသီဘက်ထွက်ဆို city ကလည်းနည်းနည်းတော့ကြောက်ပါတယ် စီတီမှာအသင်းကောင်းဆောင်ဖြစ်ပြီးတနစ်နှစ်ပြီးတာနဲ့အိုက်ကောင်ထွက်သွားတာကြီးပဲဆိုတော့ကုလလောဆယ်မှာအသင်းကောင်းဆောင်ဖြစ်ဒါ Ruben Dias ကပထမကပတိန်း Rodri ကဒုတိယကပတိန်း Bernardo Silva ကတတိယကပတိန်းနဲ့ Erling Haaland ကိုစရုပ်ထကပတိန်းဖြစ် Manchester City ပါပဲရွေးချယ်လိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်